Welcome to See Through MM Channel. အားလုံးမင်္ဂလာပါခင်ဗျာဒီတစ်ခေါက် video လေးကတော့ကျွန်တော်တို့ဟို embedded project တွေကိုဖန်တီးတဲ့အခါမှာ microcontroller တွေမှာပါဝင်တဲ့ကျွန်တော်တို့အများစုเนาะ microcontroller အားလုံးဒီဘက်လောက်မှာပါဝင်တဲ့ interrupt အကြောင်းလို့ဖြစ်ပါတယ်ပေါ့เนาะအဲ့တော့ဒီ interrupt ကဘယ်လိုအခြေအနေမှာသုံးလာလဲဆိုလို့ရှိရင်ကျွန်တော်တို့တွေက ဒီ embedded project တွေကိုလောက်တာတဲ့ခါမှာ microcontroller microcontroller တွေသုံးပြီးလောက်ကြတဲ့ခါမှာကျွန်တော် multitasking လုပ်ရတဲ့အခြေအနေမျိုးတွေမှာရှိတယ်ဗျเนาะတခါလေကြာလို့ရှိရင်တော့တချို့လဲ multitasking ကိုတခြားနည်းလမ်းတွေလောက်ကြတယ်ဒီ Arduino မှာလည်းဒီ interrupt ဆိုတာရှိတယ်အရင်တော့ကျွန်တော်ဒီ multitasking လုပ်တဲ့ဟာကိုကျွန်တော်အဲဒီ minus function သုံးကြည့်ပြီးတော့မှ multitasking လို့လုပ်မယ်ဆိုတဲ့ video လေးလည်းအရင် video လေးမှာကျွန်တော်တင်ပြထားပြီးပြီးသားဖြစ်တယ်ဗျเนาะဒီတစ်ခေါက်ကြတော့ကျွန်တော်ဗာလဲဆိုလို့ရှိရင်ခုနအခုဒီမှာဒီကောင်းဒီပုံမှာခေါင်းစဉ်မှာပြထားတဲ့အတိုင်းပါเนาะ ် interrupt တောင်းလိုက်တော့မှာဖြစ်ပါတယ်เนาะအဲ့တော့ interrupt ကဟို microcontroller အများစုမှာပါတယ်ပါเนาะအဲ့တော့ interrupt မှာကျွန်တော်အပိုင်းနှစ်ပိုင်းရှိတယ်အဲအဲ့ဒီအပိုင်းကဘာလဲဆိုလို့ရှိရင်အဲ hardware interrupt နဲ့နောက်ဒုတိယတစ်ခုကတော့အဲတချို့လဲ software interrupt လို့ခေါ်ရပါเนาะတကယ်တော့ဒါဘာလို့လဲခေါ်လို့ရတယ်လဲဆိုရှင်နောက်တစ်ခုကတော့ timer interrupt ပေါ့เนาะအဲ့တော့အဲ့တော့ဒီဗီဒီယိုလေးကိုကျွန်တော်နှစ်ပိုင်းဒီ interrupt နဲ့ပတ်သက်ဒီဗီဒီယိုလေးကိုကျွန်တော်အရင်ရှင်းသွားမှာဆိုလို့ကျွန်တော်နှစ်ပိုင်းခွဲပြီးတော့ sharing လုပ်ပြပေးသွားမှာဖြစ်ပါတယ်အခုဒီဗီဒီယိုလေးအပိုင်းလေးက တော့ hardware interrupt ကြောင့်လေးဖြစ်ပါတယ်ခင်ဗျာဒါဆိုလို့ရင်ကျွန်တော်တို့ဆက်ပြီးတော့လေ့လာကြည့်ကြအောင်เนาะဟုတ်ပြီအဲ့တော့ကျွန်တော်တို့ interrupt ဆိုတာဘာလဲဆိုတာလေးကိုကျွန်တော်တို့အရင်လေ့လာကြည့်ကြအောင်เนาะ interrupt ရဲ့အဓိပ္ပာယ်ကတော့ကျွန်တော်တို့ဂျာဖြတ်သည်ပေါ့နော်ဂျာဝင်နှောက်ဖြတ်သည်ဂျာဖြတ်သည်ပေါ့နော်အဲမှာ UPS ရဲ့အဓိပ္ပာယ်ဆိုလို့ရှိရင် uninterruptible power supply လို့ခေါ်ရော uninterruptible power supply ဆိုတာဂျာဖြတ်ယူမရတော့ power supply လို့ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်ဒါပေမဲ့ဒီကျွန်တော်တို့ microcontroller တွေနဲ့ပတ်သက်တဲ့ project မှာတော့ကျွန်တော်တို့က interrupt လုပ်တယ်ဆိုတာကကျွန်တော်တို့မူရင်း run နေတဲ့ program ပေါ့နော် program တွေ run တဲ့အခါမှာ code တွေက line by line line by line သွားတာပေါ့နော် line by line execute လုပ်သွားတာဟာမျိုးတွေအဲ့ဒီကနေပြီးတော့မှာပါလဲ လို့ရှိရင်ကျွန်တော်တို့လိုချင်တဲ့ function တစ်ခုကိုအဲ hardware ကနေပြီးတော့မှဟို interrupt လုပ်လိုက်တဲ့လောက်အောင် software ဒါမှမဟုတ် timer နဲ့တော့လောက်အောင် interrupt လုပ်ပြီးတဲ့အခါမှာသူကဂျာတဲ့အနေဖြတ်ထွက်သွားတယ်ဖြတ်ထွက်သွားပြီးမှအဲကိုယ်သတ်မှတ်ထားတဲ့ကျွန်တော် interrupt နဲ့သတ်မှတ်ထားတဲ့ function လေးကိုသူ run နေ run ပြီးတော့မှသူရဲ့ဝင် main program လေးကိုပြန်လာတယ်เนาะအဲ့ဒါကတော့ဒီ interrupt ကဒီကျွန်တော်တို့ရဲ့ microcontroller မှာတုံးတာ ကဒီလိုမျိုးပေါ့နော်ဒါတော့ကျွန်တော်တို့ဒီမှာ interrupt လို့ခေါ်တာပေါ့နော်အဲ့အဲ့ဒီ interrupt ကကျွန်တော်တို့နှမျိုးရှိတယ်ပေါ့နော် hardware interrupt နဲ့ software interrupt ဒါမှမဟုတ်ရှင် timer interrupt လို့လည်းခေါ်တာပေါ့နော်အချိန်တစ်ခုပေးပြီးတော့မှကျွန်တော်တို့အဲ့ဒီကိုလိုချင်တဲ့အချိန်မှာဘာလို့ဆိုလို့ရှင်ဒီ interrupt function လေး round လို့လောက်ထားတာပေါ့နော်အဲ့တော့ဒီနေ့ကျွန်တော် share လုပ်ပြပေးမှာကတော့ hardware interrupt ဖြစ်တယ်ပေါ့နော် hardware interrupt ဆိုတာကျွန်တော်တို့ external ပြင်ပကနေပြီးတော့မှကျွန်တော်တို့ပင်လေးတစ်ခုကိုကျွန်တော် clock လေးတစ်ခုနှိပ်လိုက်ရင်တော့လကောက်ဒါမှမဟုတ်ရှင် sensor ကနေပြီးတော့မှဒီ လာတဲ့ data အချက်လက်ကနေပြီးတော့မှဒီ micro controller ကို trigger လုပ်လိုက်ရင်တော့လကောင်းအဲ့လိုလုပ်လိုက်တဲ့အခါမှာကျွန်တော်တို့လိုချင်တဲ့ function လေးကို run လုပ်ရအောင်လုပ်တာကိုမြုပ်ကိုကျွန်တော်တို့က hardware interrupt လို့ခေါ်တော့เนาะဒါဆိုလို့ရှိရင်ကျွန်တော်တို့ hardware internet ပတ်သက်တဲ့ဟာလေးကိုကျွန်တော်တို့ဆက်ပြီးတော့လေ့လာကြည့်ကြအောင်เนาะ အဲ့တော့ hardware interrupt pins ပေါ့နော်အဲ့တော့ဒီ Arduino on Arduino Uno လို့ကျွန်တော်ဒီမှာနာမည်ပေးထားတာပေါ့နော်အဲ့တော့ဒီ Arduino Uno မှာကျွန်တော်တို့ပါရှိလဲဆိုလို့ရှိရင် hardware interrupt နဲ့ပတ်သက်တဲ့ pin ပေါ့နော်အဲ့တော့ pin ကဘာလဲဆိုလို့ရှိရင် pin number 2နဲ့ pin number 3ဆိုပြီးတော့နှစ်မျိုးနှစ် pin ရှိတယ်ပေါ့နော်အဲ့ pin number 2ကနေကျွန်တော်တို့ interrupt လုပ်လို့ရတယ်ဒါမှမဟုတ်လို့ရှိရင် pin number 3ကနေ interrupt လုပ်လို့ရတယ်ပေါ့နော်ဒါကဘာလဲဆိုလို့ရှိရင် Arduino Uno မှာနော်အဲ့တော့ကျွန်တော်တို့ဒီအတိုင်းပဲဟို there are many different microcontroller arduino boards ပေါ့နော် arduino boards တွေကကျွန်တော်ကမျိုးမျိုးရှိတယ်အဲ့တော့မျိုးမျိုးရှိတဲ့အတွက်ကြောင့်မလို့ဟိုဒီဥမာအဲ lily pad မှာဆိုလို့ရှိရင်တစ်မျိုးပေါ့နော်နောက်တစ်ခါကျတော့ရှိရင် leonardo မှာဆိုလို့ရှိရင်တစ်မျိုး american မှာဆိုလို့ရှိရင်တစ်မျိုး ju မှာဆိုလို့ရှိရင်တစ်မျိုးပေါ့နော်အဲ့တော့ဟို micro တို့ mini တို့မှာဆိုလို့ရှိရင်တစ်မျိုးပေါ့အဲ့တော့အဲ့ဒါတွေကကွဲပြားနိုင်တယ်ပေါ့အဲ့တော့ကျွန်တော်တို့ interrupt မလုပ်ခင်မှာကျွန်တော်တို့ရဲ့ ဒီ mic ဒီ Arduino ဘောเนาะကျွန်တော်တို့အရင်ဆုံးသူ့ရဲ့ data sheet ကိုအရင်ဆုံးတော့ဗာလဲဆိုတော့ရှင် download ချပြီးတော့ကြည့်တင်တယ်ဗောနော်အဲ့တော့ဘယ်ပင်နေရ interrupt ပင်နေ hardware interrupt ပင်နေလဲဗောနော်ဒီအခုကျွန်တော်တို့ဒီ Arduino Uno မှာတော့ဗာလဲဆိုတော့ရှင် pin number 2နဲ့ pin number 3ဗောနော်အဲ့ဒီမှာကျွန်တော်တို့တည်ထားတင်တဲ့အခါကနောက်တစ်ခုကဗာလဲဆိုတော့ရှင်ဒီမှာကျွန်တော်ရေးပြထားတယ်ဒီမှာဗာလဲဆိုတော့ရှင် interrupt vector 0နဲ့ interrupt vector 1ဗောနော်ကျွန်တော်တို့အဲ့ဒီ vector နဲ့တတ်မှတ်ပြီးတော့မှ interrupt ကိုကျွန်တော် function ကိုခေါ်ရမှာပေါ့ဥပမာဖြင့် pin number 2ဆိုလို့ရှိရင် interrupt vector 0ပေါ့เนาะ pin number 3ဆိုလို့ရှိရင် interrupt vector 1ပေါ့เนาะဒါလေးကအရှိမဘလို့ဆက်သုံးမယ်ဆိုတော့ကျွန်တော်ရှေ့လျှောက်ပြီးတော့ကျွန်တော်ဆက်ပြီးတော့ရှင်းပြပါမယ်မိတ်ဆွေတို့ဒါလေးကိုစိတ်ထဲမှာခဏလေးမှတ်ထားเนาะ pin 2က vector 0ပေါ့เนาะတနည်းအားဖြင့်ပြောမှဆိုရင်0မှတ်ထားလိုက်ပေါ့เนาะ pin 3ကတော့ပါလဲဆိုရှင် vector 1ပေါ့เนาะဟုတ်ပြီဒါဆိုလို့ရှိရင်ကျွန်တော်တို့ဆက်ပြီးတော့အဲဘာတွေ interrupt hardware interrupt တွေဘာတွေလိုအပ်တယ်လဲဆိုတာလေးကိုကျွန်တော်တို့ဆက်ပြီးတော့လေ့လာကြည့်ကြအောင်เนาะ အဲ့တော့ hardware interrupt သုံးမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဘာလဲဆိုလို့ရှိရင် interrupt function ကိုကျွန်တော်တို့ခေါ်သုံးအောင်เนาะဒီမှာလည်း interrupt function ရှိတယ်ပေါ့เนาะအဲ့တော့အဲ့ဒီ interrupt function လေးရဲ့ syntax ကဒီလိုလေးပေါ့เนาะ attach interrupt လို့ရှိရမယ် MAGIG ပေါ့เนาะ attach interrupt interrupt vector အဲ့တော့အဲ့ဒီ interrupt vector ဒီခုနပြောတဲ့ကျွန်တော်တို့ အာပင်နံပါတ်2မှာကျွန်တော်တတ်တယ်ဆိုလို့ရှိရင်တော့ interrupt vector ကိုကျွန်တော်က0လို့ရေးပြရမယ်။ပင်နံပါတ်3မှာတတ်တယ်ဆိုလို့ရှိရင်တော့ interrupt vector ကိုကျွန်တော်1လို့ရေးပြရမှာနော်။နောက်တစ်ခုကဘာလဲဆိုလို့ရှိရင် ISR နဲ့ mode ပေါ့နော်။ဒီအောက်မှာ session ဖြစ်ချင်းပြရတာလေ။အဲ့တော့ဒီမှာ interrupt vector ပေါ့နော်။ interrupt vector ကအဲ interrupt ရဲ့ number ကိုပြောတာ။ဒါကဘာလဲဆိုဒီမှာ not the pin လို့ရေးတာနော်။ပင်နံပါတ်မဟုတ်ဘူးနော်။ပင်နံပါတ်2နဲ့3နဲ့မှားမှာဆိုလို့ဒါကြောင့်မလို့ခုနကကျွန်တော်ကဒီ interrupt vector ကိုလေးဟာဘယ်ပင်မှာရှိတယ်လဲဆိုတာလေးမှတ်ထားပြပါလို့ပြောတာ။အကယ်၍ကျွန်တော်က ပဲနံပါတ်2သုံးမယ်ဆိုလို့ရှိရင်ကျွန်တော်က interrupt number ကိုကျွန်တော်က0လို့ရေးပြရမှာဒီ interrupt vector เนี่ยမှာ0လို့ရေးပြရမှာပါเนาะ ဟုတ်ပြီနောက်တစ်ခုကတော့ဗာလဲဆိုလို့ရှိရင် ISR ISR ဆိုတာ name of ISR function လို့ခေါ်ရဲဆိုလိုဒီမှာက interrupt service routine ဆိုတာအဓိကကျွန်တော်တို့ interrupt လုပ်တဲ့အခါမှာကျွန်တော်တို့သတ်မှတ်ထားတဲ့ function ပေါ့ကိုယ့်ရဲ့ function နာမည်ပေါ့နော်အဲ့ဒါဗာလဲဆိုလို့ရှိရင် ISR name ပေါ့နော်အဲ့တော့ဥမာခုနပြောလို့ကျွန်တော် interrupt ဝင်လာပြီဆိုလို့ရှိရင်ဘယ် function ကိုသွားပါပေါ့အဲ့ function ကိုကျွန်တော်တို့ဗာလဲဆိုလို့ရှိရင်နာမည်ပေးရမယ်အဲ့ဒါကိုဒီ microcontroller အာအလုံးဒီဘက်လောက်မှာကျွန်တော်တို့ ISR လို့သတ်မှတ်ကြတာပေါ့နော်အဲ့ဒါဗာလဲဆိုလို့ရှိရင် interrupt service routine လို့ခေါ်ရဲနောက်တစ်ခုက ပါလဲဆိုလို့ရှိရင် mode ပေါ့เนาะ mode ကတော့ကျွန်တော်အမျိုးစားတယ်အဲ့တော့ interrupt လုပ်တဲ့အခါမှာကျွန်တော်တို့ဘယ်လို interrupt လုပ်ချင်တာလဲပေါ့เนาะဥပမာဖြင့်ဒီမှာရေးထားတာ how you want to trigger the interrupt trigger လောက်တယ်ဆိုတာဒီ interrupt ကိုစပြီး trigger လောက်လိုက်မယ်ဆိုလို့ရှင်ဘယ်လိုမျိုးမျိုးလောက်ချင်တာလဲပေါ့နော်နံပါတ်1ကပါလဲဆိုရှင် rising ဆိုတာရှိတယ်အဲ့တော့ကျွန်တော်တို့က button လေးကိုနှိပ်လိုက်ပြီဆိုလို့ရှင်เนาะ button state ကခုနပြောတဲ့အဲ့ဒီ button လေးကပါလဲဆိုလို့ရှင် low state ကနေ high state ကိုကူးသွားတဲ့အခြေအနေမှာဆိုလား เนาะทําหมดเลยရှင် falling เนาะ falling ဆိုလို့ရှင်အဲ import ကပါလဲဆိုလို့ရှင် high ကနေပြီးတော့ပါလဲဆိုလို့ရှင် low ကိုဆင်းတယ်ဗောနော falling ဆိုတော့အမြင့်ကနေအောက်ကိုဆင်းတာဗော rising ကတော့အနည်းကနေအမြင့်ကိုတက်ပါဒါမှမဟုတ်လို့ရှင် low ဗောနော import ကပါလဲဆိုလို့ရှင် import state က low ဖြစ်နေတဲ့အချိန်မှာကျွန်တော်က interrupt ကိုတုံးချင်တာလားဒါမှမဟုတ်လို့ရှင် change ဗောနော change ဆိုတော့ whenever the import changes state လို့ခေါ်ရအဲ့ဘယ် change ကခုနပြောရ0ကနေ1ကိုကြောင်းသွားတဲ့ခါမှဆိုတော့1ကနေ0ကိုကြောင်းသွားတဲ့ခါမှဆိုတော့ဒါမျိုးပါလဲဆိုလို့ရှင်အဲ့ဒီအချိန်လေးမှာသူမလုပ်နေဆိုလို့ရှင် ှင် interrupt လုပ်ပေးမယ်ပေါ့နော်အဲ့လိုမျိုး state လေးမျိုးရှိတယ်ပေါ့နော်အဲ့တော့ကျွန်တော် rising နဲ့အဓိကတော့များသောဖြင့်တော့လောက်ကြတာတော့ rising နဲ့ falling နဲ့လောက်ကြတာပေါ့နော်ဟုတ်ပြီဒါဆိုလို့ရှိရင်နောက်ထပ်ကျွန်တော်နည်းနည်းလေးဆက်ပြီးတော့လေ့လာကြအောင်နော်အဲ့တော့ digital နောက်တစ်ခု function တစ်ခုရှိတယ်နောက်အခုဒီအချိန်မှာကျွန်တော်ပြောလဲဆိုလို့ရှိရင် internal function ရဲ့ syntax လေးကိုကျွန်တော်ရေးထားတယ်နော်ဒီ internal function ရဲ့ syntax ကလေးကဘာလဲဆိုလို့ရှိရင်ခုနပြောသလိုပဲ attach interrupts ပြီးလို့ရှိရင်ကိုယ်စားပေးမိနေ attach interrupt vector နာမည်ရေးပြရမယ်ပြီးရင်ကျွန်တော်တို့ရဲ့ isr function နာမည်ရေးပြရမယ်နောက်တစ်ခုကဘာလဲဆိုရင် mode ရေးပြရမယ်အဲနောက်တစ်ခု function ရှိသေးတယ်နောက်တစ်မျိုးရေးတာပေါ့နော်ဒီ interrupt မှာပဲအဲ့ဒီကောင်ကဘာလဲဆိုလို့ရှိရင်ဒီတော့လေနော် digital thing to interrupt လို့ရေးရတာလေသူလည်းခုနပြောတဲ့ attach interrupt ပဲနော် attach interrupt မှာပဲဘာမှတိတ်မကွာဘူး attach interrupt မှာပဲဒီအထက် ပဲကွာသွားတယ်เนาะအထဲမှာတော့ဘာဖြစ်လဲဆိုရင်ခုနကဒီမှာအဲကျွန်တော်တို့ interrupt vector ရဲ့ number ကိုပြောတာပေါ့เนาะ0လောက်ဝင်လာဒါကတော့ဘာလဲဆိုလို့ရှင် digital pin to interrupt behavior ပေါ့เนาะအဲ့တော့ digital pin to interrupt ဆိုတာကတော့ဒီမှာတော့အခုကျွန်တော်တို့ uno မှာတော့ arduino uno မှာတော့ကျွန်တော်တို့နှစ်ခုပဲရှိတယ်เนาะ interrupt pin ကခုနပြောတဲ့ interrupt vector 0နဲ့ vector 1ဒီ pin number 2နဲ့ pin number 3ခုနက vector အနေနဲ့ရေးတာအကယ်၍ vector အနေနဲ့မရေးချင်မင်းねကျွန်တော်တို့ဒီတစ်ခါကြာလို့ရှင် pin နဲ့ရေးမယ်ဆိုလို့ရှင်ဒီမှာဒီလိုလေးရေးပေးရတာပေါ့เนาะအဲ့တော့ digital pin to interrupt ဆိုပြီးတော့မှာ ISR ဆိုပင်နံပါတ်ကအမှ2လားဒါမှမဟုတ်ရှင်3လားပေါ့ကျွန်내ခုနပြောတဲ့ ISR နာမည်နဲ့နောက်တစ်ခါကျတော့ mode ပါတော့တော့အတူတူပဲเนาะဒါကြောင့်မို့ဒီမှာရေးထားတယ် just pin 2 and 3 on Arduino ပေါ့เนาะ not all the general အဲ့တော့ခုတတိထားမှာဒါလေးပေါ့เนาะအဲ့တော့ကျွန်တော်တို့ကဒီ UI က စိတ်ထဲမှာလွဲသွားတာက digital digital pin to interrupt လို့ရေးတဲ့အတွက်ကြောင့်မလို့ရှိသမျှ digital pin နဲ့အကုန်ရလာလားဆိုအလိုမဟုတ်ဘူးเนาะဒါတော့ဒီ Arduino Uno မှာတော့ကျွန်တော်က pin number 2နဲ့ pin number 3ပဲဘာလဲဆိုတော့ရှင် Arduino Uno မှာရတာပေါ့เนาะဒါတော့ဆိုတော့နည်းနည်းနားလည်သဘောပေါက်နိုင်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ဟုတ်ပြီအဲ့တော့ဆက်ပြီးတော့ကျွန်တော်ဆက်ပြီးလေ့ကြည့်အောင်เนาะအဲ့တော့ဒီနေ့ကျွန်တော်အဲဒီ example one ပါเนาะ tutorial one လေးမှာကျွန်တော်အဲမလုပ်ချင်တာလဲဆိုလို့ရှိရင်ဒီမှာ MIDI လေးနှလုံးเนาะ MIDI လေးနှလုံးအဲ့တော့ example circuit diagram လေးပါเนาะ MIDI လေးနှလုံးကိုကျွန်တော် ဒီမှာအားရလို့ uno ပုတ်လေးရှိမှာပေါ့နော်အဲ့တော့အရင်ဆုံးပါလဲဆိုလို့ရှိရင်ကျွန်တော်သူ့ကို pin number 4ပေါ့နော် pin number 4မှာပါထားလဲဆိုလို့ရှိရင် loss error ဒါဟို interrupt မပါသေးပဲနဲ့ပေါ့နော်ဒါ simple ပါလဲဆိုလို့ရှိရင် simple exercise တွေပေါ့နော် simple example program လေးပေါ့နော်အဲဒီမှာပါလဲဆိုလို့ရှိရင် pin number 4မှာ pin number 4ကနေကျွန်တော်ပါလဲဆိုလို့ရှိရင်အဲ button လေးတစ်ခုစိတ်ထားတယ်နောက်တစ်ခုကတော့ပါလဲဆိုလို့ရှိရင် pin number အဲ pin number 6မှာเนาะပင်နံပါတ်6မှာတော့ဘာလဲဆိုလို့ရှိရင်ဒီမှာ LED ဥပါလေးကျွန်တော်ဘာလို့ထားလဲဆိုလို့ရှိရင်အဲတက်ထားတယ်နောက်တစ်ခုကဘာလဲဆိုလို့ရှိရင်ပင်နံပါတ်8မှာဘာလဲဆိုလို့ရှိရင် LED အစိမ်းလေးတက်ထားတယ်အဲ အဓိကကျွန်တော်လုပ်ထင်တဲ့ဒီ example လေးကရိုးရှင်းရှင်းလေးပါပဲအဲ့ဒါကဘာလဲဆိုလို့ရှင်ဒီ LED over လေးကဘာဖြစ်နေလဲဆိုလို့ရှင်10 second တိုင်း10 second တိုင်းမှာဒါမှမဟုတ်ရှင်အချိန်တစ်ခုအတွင်းမှာသူဘာဖြစ်နေဆိုလို့ရှင်ပုံမှန်လေး blinking ဖြစ်နေတာเนาะ blinking ဖြစ်နေဆိုတော့လင်းလိုက်မှိတ်လိုက်လင်းလိုက်မှိတ်လိုက်နဲ့ဒီလေး function လေးကိုဒီလေးကိုသုံးပြီးတော့မှကျွန်တော်ဘာလဲဆိုရှင်လင်းလိုက်မှိတ်လိုက်လင်းလိုက်မှိတ်လိုက်လုပ်နေတယ်အဲ့ဒီအချိန်မှာကျွန်တော်ကခလုတ်နှိပ်လိုက်မှာပေါ့ဒီကနေ့ခလုတ်နှိပ်လိုက်ပြီဆိုလို့ရှင်ဘာဖြစ်မလဲဆိုလို့ရှင် LED အစိမ်းအောင်လေးကမီလင်းလာမယ်เนาะ LED အစိမ်းအောင်လေးမီလင်းလာမယ်အဲ့ဒီ function င်လေးကိုကျွန်တော်တို့လောလောဆယ် interrupt မတုံးမဲနဲ့ကျွန်တော်တို့အရင်ဆုံးပါလဲဆိုလို့ရှိရင်အဲ့ဒီကောင်လေးကျွန်တော်စမ်းကြည့်အောင်နော်ဟုတ်ပါပြီဒါဆိုလို့ရှိရင်ကျွန်တော်တို့အဲကျွန်တော်တို့ဒီ hardware ဘာနဲ့ golden mine ကိုဆက်ပြီးတော့တွားကြည့်ကြအောင်နော်ဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဆက်ပြီးတော့ကျွန်တော်တို့ဒီ program mine လေးကိုကျွန်တော်အရင်ရှင်းပြပေးမယ်နော်လောလောဆယ် program လေးအရင်ရေးထားတာလေးကတော့ကျွန်တော်တို့ဘာလဲဆိုလို့ရှိရင်ဒီ LED အဝါလေးမီး bling bling ဖြစ်နေချိန်မှာကလုံးနှိပ်လိုက်လို့ရှိရင် LED ဆိုင်လေးမီးလေးရမှာเนาะဒါပါလဲဆိုလို့ရှိရင်အဲ့ဒါကို interrupt functionally တုံးပြီးတော့မှကျွန်တော်ဘယ်လိုလုပ်လဲလောလောဆယ်တော့ interrupt မတုံးသေးပဲနဲ့ယူယူလေးပါเนาะဒါပါလို့ရှိရင် arduino မှာရေးထားတဲ့ကျွန်တော်ကုတ်လေးကိုဒီကုတ်လေးလေးကိုကျွန်တော်အရင်ဆုံးရှင်းပြပေးပါမယ်เนาะ LED ပင်နံပါတ် LED ပင်နံပါတ်6နဲ့နော် LED ပင်နံပါတ်8ပါနော် LED တကယ်ပြောမှာဆိုလို့ချင်းအဝါရောင်အဝါရောင် LED ကိုကျွန်တော် yellow LED လို့နာမည်ပေးလိုက်တယ်အဲ့တော့ဒီမှာဗားလဲဆိုလို့ချင်း byte ပါနော် byte နဲ့အဲ့ဒါ variable ယူလိုက်တယ် yellow ဆိုပြီးတော့ဗားလဲဆိုတော့ဒါကိုသူကပင်နံပါတ်6မှာထားမယ်နောက်တစ်ခါကျတော့ချင်း green LED ကိုတော့ကျွန်တော်ပြန်မှာထားမယ်ဆိုလို့ချင်း ပင်နံပါတ်၈မှာထားလိုက်တယ်ပေါ့နော် right green led ပင်နံပါတ်8ပေါ့နော်နောက်တစ်ခုတော့ဗာလဲဆိုလို့ရှိရင်ခလုတ်လေးနှိပ်လိုက်လို့ရှိရင်အဲ့ဒီ button state က0လား1လားဆိုတာလေးသိချင်တဲ့အတွက်ကြောင့်မလို့အဲ့ဒီ white bdn state ဆိုတဲ့ဓာတ်လေးတစ်ခု variable လေးတစ်ခုယူလိုက်တယ်နောက်တစ်ခုတော့အဲ့ဒီ button ပင်ကိုကျွန်တော်ပြန်မှာထားမှလဲဆိုလို့ရှိရင်ပင်နံပါတ်4မှာထားပါပေါ့နော်ထားမှလဲဆိုလို့ရှိရင် button ပင်4ပေါ့နော်ဒါကခုန second မှာကျွန်တော်ရှင်းပြထားတယ်နော်အဲ့တော့ပင်နံပါတ်ထားလဲဆို hobby ဒါဆိုလို့ရှိရင်ကျွန်တော် voice setup ကိုပါလိုက်ဆိုလို့ကြည့်အောင်နော် voice setup မှာကျွန်တော်ပါထားမယ်ဆိုရင်ခုနကကျွန်တော်ပြောခဲ့တဲ့ pin mode ပေါ့နော် yellow led ကပါလိုက်ဆိုလို့ရှင် output ပြီးလို့ရှင် green led ကလည်းပါလိုက်ဆိုလို့ရှင် output နောက်တစ်ခုကတော့ပါလိုက်ဆိုလို့ရှင် pin mode က button pin ပေါ့နော် button pin ကတော့ပါလိုက်ဆိုလို့ရှင် general input pull up ပေါ့နော်ကျွန်တော်ပါလိုက်ဆိုလို့ရှင် pull up ပုံစံမျိုးပြောင်းလို့ကျွန်တော်ဘာလို့ဆိုလို့ရှိရင်ဆွဲထားတယ်အဲ့လိုခလုတ်နှိပ်အောင်လုပ်တော့ကျွန်တော်လုပ်ထားတယ်နောက် internet pull-up resistor ကိုသုံးမယ်ပေါ့ဗျာနော်အဲ့ဒီ circuit ပုံစံမျိုးလေးစင်ထားတယ်နောက်တစ်ခုကတော့ဘာလို့ဆိုလို့ရှိရင် void loop ပေါ့နော် void loop မှာကျွန်တော်ထောင်းထားနိုင်မယ့်အရင်ဆုံးအဲ button state ပေါ့နော် button state ကအပေါ်မှာပြီးခဲ့နော်အဲ့ button state ကဘာဖြစ်လို့ဆိုရင် digital read button ပဲအဲ့တော့ကျွန်တော်ကအခုဒီ pull-up resistor စင်ထားတဲ့ပုံရဆိုလို့ရှိရင်ကျွန်တော်ခလုတ်နှိပ်လိုက်လို့ရှိရင်ဒီဘာမှဖြစ်သွားမှာလဲဆိုလို့ရှိရင် low ဘယ်မှပြောမှာဆိုလို့ရှိရင်0ပေါ့နော်0ဖြစ်သွားမှာတော့ low ဖြစ်သွားမှာပြန်ခလုတ်နှိပ်ထားလို့ဆိုရင်တော့ high state မှာရှိမှာပေါ့အဲ့ တော့အဲ့ဒီ digital rate မှာ pattern ပင်ဆိုမှာအတော့ကျွန်တော် cloud နိုင်လိုက်တယ်ဆိုလို့ရှိရင်အဲ့ဒီ0 state ပဲဖြစ်ဖြစ်1 state ပဲဖြစ်အဲ့ဒါကိုဘာလို့မလဲဆိုတော့ dependent state တွေမှာ variable မှာလာပြီးတော့တိမ့်မှာပေါ့နော်ပြီးလို့ရှိရင်ကျွန်တော် if function လေးနဲ့ကျွန်တော်ဘာလို့ဆိုလို့ရှိရင် check လုပ်တာပေါ့နော်ကဲရွေးကျွန်တော် if pattern state ဟာ0ဖြစ်ခဲ့တယ်တနည်းအားဖြင့်ပြောဆိုရရင် low ဖြစ်ခဲ့တယ်ခလုတ်ခလုတ်နှိပ်လိုက်ပြီဆိုလို့ရှင်ဘာလို့မလဲဆိုတော့ရှင် digital right green led ဟို led အဆိုင်အောင်လေးပါပြောမှာဆိုလင်းရမယ်အ အကယ်၍เนาะမနှိပ်ခဲ့ဘူးဆိုလို့ရှိရင်တော့မဖြစ်ဘူးလဲဆိုလို့ရှိရင်အဲ digital right green led ရပါဖြစ်မယ်ဆိုလို့ရှိရင်လို့เนาะအဲ green led လို့မှိတ်မယ် ဒါဒီထိရဟုတ်သွားရင်နော်ပြီးလို့ရှိရင်ဘာဖြစ်လဲဆိုတော့ရှင်နောက်တစ်ခုကတော့အဲ့ဒါပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်ကခုနပြောတဲ့ဒီဟိုပါပေါ့ဘာလဲဆိုတော့ရှင် yellow led လေးရတာဘာလဲဆိုတော့ရှင်ပုံမှန်တိုင်း blinking ဖြစ်နေဖို့အတွက်ပါနော်ဘာလဲဆိုတော့ရှင် yellow led high ဒီလေးကိုကျွန်တော်ဒီမှာပါယူထားလဲဆိုတော့ရှင်300ယူထားတယ်ပြီးလို့ရှိရင် digital right yellow led low ပြီးလို့ရှိရင်ဒီလေးဘာလဲဆိုတော့ရှင်300ပြန်ယူထားတယ်နော်အဲ့တော့ဒါလေးပဲဒါ simple program လေးဒီ program လေးကိုကျွန်တော်ဘာလို့ကြည့်ပါလဲဆိုတော့ရှင် run ကြည့်မယ်ပေါ့နော် run ကြည့်လိုက်တဲ့အခါမှာကျွန်တော်တို့အဲကျွန်တော်တို့ login ရဲ့အချိန်တိုင်းရလာမရလားဆိုတော့ လေးကိုအရင်ကြည့်မယ်ပါเนาะဟုတ်ပြီဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီ hardware ဘက်ကိုနည်းနည်းလေးဆက်သွားကြအောင်เนาะ okay ကျွန်တော်တို့ဒီမှာဒီ hardware setup နေနဲ့ဘာလဲဆိုရင်ဒီ Arduino Uno လေးပါเนาะဘာလဲဆိုလို့ရှိရင် pin number ဒီမှာ pin number 4ရယ်နောက်တော့ကျွန်တော်ရှင်6ရယ်8ရယ်သုံးတာပါเนาะအဲ pin number 4ကတော့ကျွန်တော်တို့ဘာနဲ့သုံးတာလဲဆိုလို့ရှင် pin number 4เนาะ pin number 4ကိုကျွန်တော်ကပါလဲဆိုတော့ချင်း input နေနဲ့တုံးထားတာပေါ့เนาะ အဲခဏလေးနော်ဒီမှာဒီဟိုပါဗောအဲဒီမှာဒီ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  ဒီဘတ်တန်ပင်လေးကဘယ်လိုသွားရလဲဆိုတော့တစ်ဖက်ကကျွန်တော်တို့ ground ကိုသွားရတယ်နောက်တစ်ဖက်ကဘယ်လိုသွားမလဲဆိုလို့ရှိရင်ခုန circuit ပုံစံ circuit diagram နဲ့ပါတဲ့အတိုင်းပဲနောက်တစ်ဖက်ကတော့ကျွန်တော်ဒီမှာပေါ့နော်ဒီခု pin number 4သွားမယ်ဒီမှာ LED လေးတစ်လုံးပေါ့နော်နောက်တစ်ဖက်ဆိုဒီတစ်ဖက်ကပါလဲဆိုရင်ဟိုဘက်တစ်ဖက်မှာ ground ချထားတယ်ဒီတစ်ဖက်ကဘယ်လိုသွားလဲဆိုရှင် pin number 4ကိုသွားတယ်နောက်တစ်ဖက်ကတော့ပါလဲဆိုလို့ရှိရင်ဒီကနေပြီးတော့မှဒီ wire pin လေးပေါ့ဒီ wire pin လေးကပါလဲဆိုလို့ရှိရင် pin number 4ကိုသွားတယ်နောက်တစ်ခုကပါလဲဆိုရင်အစိမ်းအောင် pin လေးကအစိမ်းအောင် LED ဆိုတော့အစိမ်းအောင် LED လေးထားတယ် ဆိုင်ရောက်ပင်လေးပါเนาะအဲ့ဒီဆိုင်ရောက်ပင်လေးကတော့ဘယ်လိုသွားမလဲဆိုလို့ရှိရင်ပင်နံပါတ်6ကိုသွားရပါเนาะဒီဘက်ကတော့ကျွန်တော်ဒါ ground ချုပ်ယူထားတာဒီ main ပါเนาะဟုတ်ပြီဒါတော့ဘာလဲဆိုလို့ရှိရင်ကျွန်တော်ရဲ့ hardware setup ပဲဖြစ်တယ်ပေါ့เนาะဒါဆိုလို့ရှိရင်ဒီကောင်လေးကိုကျွန်တော်တို့ program တွင်းပြီးတော့မှကျွန်တော်တို့ bus select ကြည့်လဲဆိုလို့ရှိရင် run ကြည့်မယ်ပေါ့เนาะဟုတ်ပြီခုကျွန်တော်ဒီမှာအဲ့တော့ဘုံလေးကိုမိထိုးတာပဲเนาะဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ဒီ program လေးတွင်းကြည့်မယ်ပေါ့เนาะဒီမှာဒီမှာ cloud လေးတွေမိသီးလေးတွေလည်း ဆင်းပြီးသွားပြီဆိုတော့ကျွန်တော်တို့ကျွန်တော်တို့ဒီမှာအဲ program တက်မှာပါနော် program compile လုပ်ဒီမှာ program compile လုပ်မယ်ပြီးလို့ချင်းကျွန်တော်တို့ file solution tool ဆက်နေပြီးတော့မှာအဲ port view မှာပါနော် port view မှာ on 3 con 4 compile လုပ်မယ် compile လုပ်ချင်းဒီ user ကျွန်တော်တို့ run ကြည့်မယ်ပါနော် ိုင်းလုံးပြီးသွားပြီလားဆိုတော့ကျွန်တော် program တင်ပြီဗောနော upload လုပ်မယ်အဲ့တော့မင်းဆိုလို့ဒီမှာမြင်တဲ့အတိုင်းပဲเนาะဘာလဲဆိုလို့ရှိရင်အဲမိဝါလေးပါဖြစ်မလဲဆိုလို့ရှိရင်ကျွန်တော်300 millisecond နဲ့တော့ blinking လုပ်မယ်เนาะအဲ့ဒီအချိန်မှာကျွန်တော်ဘာလုပ်ကြည့်မလဲဆိုလို့ရှိရင်ဒီ button switch လေးကိုနှိပ်ကြည့်မယ် button switch လေးနှိပ်တဲ့အချိန်မှာသူကဖြစ်ရမယ်ဆိုလို့ရှိရင်မိဒီဆိုင်လေးလင်းရအောင်ပါเนาะနှိပ်လိုက်ပြီဟောပြန်လဲရရเนาะနှိပ်လို့ရတယ်ဒါတော့နှိပ်တယ်မရဘူးဒါတော့နှိပ်တယ်မရဘူးပြန်နှိပ်တယ်ဟောရပြီပြန်ထုတ်လိုက်တယ် နှိုက်တယ်ပြန်လွတ်တယ်နှိုက်တယ်လွတ်တယ်နှိုက်တယ်မရဘူးနှိုက်တယ်မရဘူးနှိုက်တယ်ဟောရသွားပြီအဲ့တော့ဘာဖြစ်နေလဲဆိုလို့ရှင်ဒီမှာရလိုက်များလိုက်ဖြစ်အဲ့တော့အဲ့ဒါကကျွန်တော်တို့အရင်ကကျွန်တော်တို့ဟို melis function အကြောင်းပြောတော့ရတယ်နော် melis function အကြောင်းပြောတော့ရတယ်ကျွန်တော်ပြောခဲ့တယ်ဆိုတော့ဘာလဲဆိုလို့ရှင်ဒီ multitasking လောက်လို့ရှင်ကျွန်တော် delay ကိုမတုံးပါနဲ့ဆိုတော့အခုဒီကျွန်တော်နှိပ်တဲ့အချိန်နဲ့ဒီက delay ပေးထားတဲ့ဟိုက 300ကြားထဲမှာဝင်သွားတယ်ဆိုလို့ရှိရင် तू အလုံးမလုပ်တော့ဘူးเนาะအဲ့ဒါကြောင့်မို့တစ်ချက်နှိပ်တိုင်းမရဘူးဖြစ်တော့ရတဲ့အချိန်ရတယ်မရတဲ့အချိန်မရဘူးဖြစ်တယ်ဗောနော်ဟုတ်ပြီဒါဆိုလို့ရှိရင်အခုကျွန်တော်တို့ပြောတယ်ဒီ interrupt လေးကိုဘယ်လိုသုံးမလဲဆိုတဲ့ဟာလေးကိုကျွန်တော်တို့ဆက်ပြီးတော့လေ့လာကြည့်ကြအောင်เนาะဒါဆိုလို့ရှိရင်ကျွန်တော်တို့ coding လေးနည်းနည်းပြန်ပြင်မယ်ဗောနော် Okay ဒါဆိုရင်ကျွန်တော် coding ဘာမျိုးနည်းနည်းတွားကြည့်အောင်ညာအဲ့တော့ကျွန်တော်အချိန်မှပြောခဲ့တဲ့အတိုင်းပေါ့နော်။ဒါလည်းကျွန်တော်တို့ကဒီ interrupt ping ကိုကျွန်တော်ဘယ်အလုပ်မှလဲဆိုလို့ရှိရင် ကျွန်တော်ပင်နံပါတ်2ကနေလောက်ပါเนาะအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဟိုပါပေါ့ဒါလည်းဆိုလို့ရှိရင်ဒီအခုဘတန်ပင်လေးပေါ့เนาะဒီဘတန်ပင်ဘတန်ပင်ဟို import ပင်ကိုကျွန်တော်တို့ပြန်ကြောင်းပေးဖို့လိုတယ်ပေါ့เนาะဒီပင်ကပါလဲဆိုလို့ရှိရင်အခုဒီမှာကျွန်တော်တို့4မှာချိန်ထားတာပေါ့เนาะ4မှာချိန်ထားတယ်ဆိုတော့သူ့ဘယ်ပြောင်းလဲရမှာဆိုလို့ရှိရင်ကျွန်တော်2ပြောင်းပါเนาะအရင်ဆုံးပါလဲဆိုလို့ရှိရင်ကျွန်တော်မိရင်ဖြုတ်လိုက်ပါเนาะဖြစ်နိုင်တယ်များတော့ဒီလိုမျိုးကျွန်တော်တို့ပင်လေးချိန်နေပါချိန်ဆိုလို့ရှိရင်တော်တယ်များတော့ဒီ socket တွေကိုရှုံးမဖြစ်အောင်လုပ်တယ်တော်တယ်များ ဒီ power supply လေးဖြုတ်ထားပြီးတော့ကောင်းလာเนาะကျွန်တော်ဖြုတ်ပါမယ်ဖြုတ်ပြီးတော့မှကျွန်တော်လောက်မယ်ဆိုရှင်ဒါလေးဘက်တရီလေးချိန်အောင်เนาะဟာတော့ဘယ်ချိန်မယ်အဲ့တော့ဒီဘက်တရီပင်နံပါတ်4မှာရှိတဲ့ဘက်တရီကိုပြန်ဖယ်ပြန်ထားမယ်ဆိုလို့ရှင်ဘက်တန်ပင်နံပါတ်2မှာထားမှာပေါ့เนาะ4ဆိုတော့ဒီကောင်ဖြုတ်လိုက်မယ်ကျွန်တော်ဖြုတ်ပြီးတော့ဒါထားမယ်ဆိုလို့ရှင်012เนาะအဲ့တော့ကျွန်တော်စောစောကเนาะအရှိဗီဒီယိုရှိပိုင်းမှာပြောခဲ့သလိုပဲသူကဘာဖြစ်မလဲဆိုလို့ရှင်ပင်နံပါတ် 2ပါဘာလဲဆိုတော့ရှင် interval vector 0ပေါ့เนาะ interval vector 0ဆိုတဲ့ဟာလေးမှတ်ထားခိုင်းတာလေးပေါ့เนาะဟုတ်ပြီအဲ့ဒါလေးကျွန်တော်တို့ coding file လေးကိုနည်းနည်းဆက်ပြီးတော့ပြင်ကြည့်အောင်เนาะတော့ဆိုတော့ဒါလက်ရှိ run ထားတဲ့ program လေးကဆက်သွားနေတယ်ပေါ့เนาะခုနကထည့်ထားတဲ့ program လေးကဆက်ပြီးတော့ run နေတယ်ပေါ့ဗျာဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီ coding file လေးနည်းနည်းဆက်အောင်အဲ့တော့ဒီမှာ coding file မှာဘာတွေထူးခြားမလဲဘာတွေထူးခြားမလဲဆိုတော့ကျွန်တော်တို့ဘာမှအရှိရပထမအောင်ဆုံးရေးခဲ့တဲ့ဟာတွေပေါ့ white yellow error ပဲ pin number define လုပ်တာနောက်တစ်ခါ pattern state ကို variable ယူတာနောက်တစ်ခုတော့ဗာလဲဆိုလို့ရှိရင် pattern pin pattern pin ကိုဒီတစ်ခါကျတော့ရှိရင် pattern pin false ဆိုတာက input pool up เนาะဒါ form ဟုတ်တော့ကျွန်တော်ဒီမှာတော့ဖြစ်သွားမှာဆိုလို့ရှိရင် pin number pattern pin ရောလည်းဆိုလို့ရှိရင်2ပေါ့เนาะဒီမှာ2လေးပြင်ပေးလိုက်မယ်ဒါကဘာလဲဆိုလို့ရှိရင် input pool up ပေါ့เนาะ pattern pin ဟုတ်ပြီအဲ့ဒါပါမယ်အကယ်၍ကျွန်တော်တို့ကဟို interrupt ဖြစ်လာပြီးသလုံးရှိတယ်ကျွန်တော် function တစ်ခုရေးမှာပေါ့နော်အဲ့ interrupt function ရေးမှာရေးတဲ့အခါမှာအဲကျွန်တော်တို့ဘာလုပ်မလဲပေါ့နော်အဲ့တော့ကျွန်တော်အဲအခု we button နှိပ်လိုက်ပြီးသလုံးရှိရင်ဒီမှာပါဒီနေရာမှာ void loop မှာပါတယ် button state digital re button ပင်ပေါ့နော် a button state equal to low ဖြစ်တဲ့သလုံးရှိရင်ကျွန်တော်တို့ဘာဖြစ်လဲဆိုတော့ပြီးလိမ့်မယ် again button state ကနော် high ဖြစ်နေတယ်ဆိုလို့ကျွန်တော်ဘာဖြစ်လဲဆိုတော့ကျွန်တော်တို့ဒီက set မိထားမယ်ဆိုရဲဒီဘိုင်းလေးပေါ့ဒီဘိုင်းလေးကိုပဲကျွန်တော်ဘယ်ထဲမှာယူသွားလိုက်မလဲဆိုလို့ရှိရင် ျွန်တော်ကခုနပြောတဲ့ဒီ interrupt service လို့ပြောမှာနော် ISR မှာသွားထည့်မယ်အဲ့တော့ on function လေးကိုရေးရအောင်နော်အဲ့တော့ on function လေး ISR ISR function လေးရေးမယ်ဆိုတော့သူကလည်းဒီ voice setup ရဲ့အပေါ်မှာရေးလေးရထားချီပါနော်တချို့ကြတော့လည်းဘာလဲဆိုရင်ဟိုအောက်ဆုံးမှာပဲသွားရေးလဲရတယ်နောက်တော့ကျွန်တော်တို့ဒီအောက်ဆုံးမှာရေးလိုက်တော့နော်အောက်ဆုံးမှာရေးလိုက်မယ်ဆိုတော့ဒီမှာကျွန်တော်ဒီဟိုအလေးရေးလိုက်မယ်နော်ဘာလဲဆိုရင်အဲ VOID sorry void oh sorry void void my isr လို့နာမည်ပေးလိုက်အောင်ကျွန်တော်ကျွန်တော်ရဲ့ function နာမည်လေးပါနော် application void my isr ဆိုပြီးတော့ဒီဘောနာမည်လေးပေးလိုက်မယ် okay ပြီးလို့ရှိရင်ဒီ function လေးကိုကျွန်တော်ဒီမှာဒီ function လေးမှာခုန copy ယူခဲ့ဟောနော်အဲ့ဒါလေးကိုပြန်ပြီးတော့ paste ပြန်လုပ်မယ်ပေါ့ paste ပြန်လုပ်မယ်ဆိုတော့ဒီမှာ control c oh ကျွန်တော် copy မြင်ခဲ့ရသေးတယ်နော် copy မြင်ခဲ့ရသေးဘူးဆိုတော့ကျတော့ဒီမှာခုနကပဲနေရာလေးလေးဆိုတော့ကျွန်တော်ဒီမှာ if အကြွေနှိပ်လိုက်ပြီဆိုရင် button state button state ကိုကြည့်ညာတယ် digital region ပြလို့ရှိရင် bt ပေါ့နော်ဒါလည်းဆိုလို့ရှိရင် green led လေးရပါလဲဆိုလို့ရှိရင်ခမိတ်မယ်နော်အဲ့ဒါလေးကို cut လုပ်လိုက်မယ် cut လိုက်ပြီးတော့မှကျွန်တော်ရဲ့ခုဒီအာ IS function နဲ့မှလာပြီးတော့ paste လုပ်မယ်နော် paste လုပ်လိုက်ဆိုတော့အကြွေ interrupt ဖြစ်ပြီးဆိုလို့ရှိရင်ဘာလုပ်မှလဲဆိုလို့ရှိရင်ဒီကောင်လေး အလုပ်လုပ်မယ်ပေါ့နော်ဒီကောင်လေးလက်လုပ်မယ်အဲ့တော့ internet button နှိပ်လိုက်ပြီးဆိုရင်သူလက်လုပ်မယ် button နှိပ်ဘူးဆိုလို့ကျွန်တော်ကျွန်တော်ပုံမှန်အတိုင်းပဲရတော့ပြန်သွားမလဲဆိုလို့ရှင်ဒီ file loop ပေါ့နော် file loop က data ဒါလေးကတော့ပုံမှန်ကတော့ဒါ LED မီလေးပုံမှန် run နေတဲ့ဟာလေးပေါ့နော် LED မီလီပုံမှန် run နေတယ်ဘယ်လိုဆိုရှင်300 millisecond run နေတယ်အကယ်၍ button နှိပ်လိုက်ပြီဆိုလို့ရှိရင်ကျွန်တော်ဒီမှာလာပြီးတော့เนาะဘာလုပ်လဲဆိုလို့ရှိရင် AI ဆက်ဖြစ်ပါเนาะအဲ့တော့ဒါကိုကျွန်တော်တို့ ကျွန်တော်တို့ဘာလဲဆိုလို့ရှိရင်ခုနပြောတဲ့ ISR function ကျွန်တော်ကြီးညာပေးရတာပေါ့နော်အဲ့တော့ဒီမှာ file ထဲမှာထည့်မလားနော် file ထဲမှာထည့်မလားအဲ့ဒီမှာကျွန်တော်ထည့်အောင်နော်အဲ file ထဲမှာအဲခုနပြောလို့ပဲ attach interrupt နော်အဲ function call တော့ interrupt interrupt ဝင်ရမှာ ATTA CH attach INT ERUPT attention interrupt လို့ကြီးလိုက်တယ်ကြီးပြီးတဲ့အခါမှာခုနကျွန်တော်ပြောလို့ပဲအဲဘယ်မှာထည့်ပါလဲဆိုလို့ရှိရင် interrupt in to the factor 0ဖြစ်ကြရမလို့ digital pin to read digital pin to enter မရေးတော့ဆိုတော့ဒီခါကျရင်0နဲ့ရေးလို့ပြအောင်နော်0ကောမဖြစ်လို့ရှိရင်ကျွန်တော်ကပါလိုက်ဆိုလို့ရှိရင်အခုရဲ့ကျွန်တော်ရဲ့ interrupt function number ကခုနကကျွန်တော်ပေးခဲ့တယ်ဒီအောင်မှာ my is my isr ဆိုပြီးဟုတ်လားနော်ဒီမှာကျွန်တော်ပေးခဲ့တယ်ဒီအောင်လေးပါနော် void my isr ဆိုတဲ့ဟာလေးနော်အဲ့တော့ ကျွန်တော်ဒါလေးကိုဒီနေရာမှာသူ့လိုမှလုပ်လို့ဆိုတော့ရှင် IS function လေးရရမှာဆိုတော့ MYMI I S R နော်အဲ့ဒါဘာလဲဆိုရှင် IS R ရဲ့နာမည်ပေါ့နော် IS R နာမည်ပြီးပြီဆိုလို့ရှင်နောက်တစ်ခုကဘာလဲဆိုရှင်ကျွန်တော် rising မှာလုပ်မလား falling မှာလုပ်မလားဆိုတော့ကျွန်တော် rising မှာလုပ်လိုက်ပါနော် line တက်တဲ့အချိန်မှာပေါ့နော် trigger line တက်တဲ့အချိန်မှာ R I S I N G ိုင်းသိလို့လိုက်မယ်ဒါပဲဝင်ပိတ်လိုက်မယ်နော် patch interrupt ဆိုပြီးတော့လုံးလိုက်မယ်ပြီးလို့ချင်းကျွန်တော် semicolon လေးဟာလားနော်ဒါလေး compile လုပ်ကြည့်မယ်နော်အဲဒါ compile ပြီးသွားပြီဒါသလို့ချင်းကျွန်တော် upload လုပ်ကြည့်မယ်ဟော uploading လည်းပြီးသွားပြီ upload နေပြီးသွားပြီဆိုလို့ချင်းကျွန်တော်ဒါ million မိတ်တမိတ်လို့ဖြစ်နေတယ်ဒီခါကျတော့ချင်းကျွန်တော်နှိပ်ကြည့်မယ်နော် button ပဲနှိပ်ကြည့်တော့မယ် button ပဲနှိပ်ကြည့်တဲ့အခါမှာ ူဘာဖြစ်ရမလဲဆိုလို့ရှင်အဲမီလင်းရနော်ဟောမီလင်းတယ်တွက်လိုက်ပြီဟောမလင်းညာဘူးဟောလင်းတယ်ဟောမလင်းညာဘူးဟောလင်းတယ်ဟောမလင်းဘူးဟောမလင်းဘူးဟောမလင်းဘူးအဲ့တော့ဘာဖြစ်နေလဲဆိုလို့ရှင်ကျွန်တော်ဒီ attach interrupt interrupt လုပ်တဲ့အဲကုန်တင်ထည့်နေမှားနေတော့နော်အဲ့ဒီကောင်ကိုပြန်ထားမယ်ဆိုရင်ဒီကောင်ကိုကျွန်တော်ပြန်ထားမယ်ဆိုတော့ attach interrupt ဆိုတာလေ 0ဆိုတာလေးကျွန်တော်ဖြတ်လိုက်မယ်အဲ့ဒီကောင်လေးကိုဖြတ်ပြီးတော့သူကအိမ်မှာထားတာဟုတ်ဘူးเนาะဘာလဲဆိုတော့ကျင်ဒီ point setup မှာเนาะ point setup မှာထည့်ကြည့်မယ်เนาะ Okay ဒါလေးထည့်ကြည့်မယ် Okay ဝင်လာပြီစကြည့်မယ်ဟုတ်မလဲဦးဗျာဟုတ်လင်းနေဗျာဟုတ်မလဲဦးဗျာ ဟိုလင်းနေတာဒါဆိုတော့ဟိုပုံမှန်ဟိုအတိုင်းပဲဖြစ်နေတော့နော် my ifsr ဟုတ်ပြီအဲ့ဒါဆိုရင်ကျွန်တော်ပါလုပ်မယ်ဆိုရင်ဒီကကြာရယ် okay ဒီမှာကြာရယ်ကျွန်တော်ဘာကြောင့်ဖြစ်တာလဲလို့ထင်လဲဆိုတော့ဒီပါတစ်ခါကျတော့ဒီ vector ကိုတိုင်းရေးတာဆိုရင်ဒီမှာကျွန်တော်တို့ကဟို digital computer interrupt လို့ရေးမိပုံကောင်းတော့နော်ဒါတော့ဒီနားလေးကိုကျွန်တော်ပြန်ဆန်းကြအောင်နော်အဲ့ဒါဆိုလို့ရှိရင် pi g i d a n ဒီလိုချင်း pi pi ချင်းရနော် pin Oh, sorry, Pyongyang, if you go ugly. A D D. Oh, keep saying it. Have some point. D I G I D A L. Pilotion P I D, you know? P I and Pilotion 2. G D G name. D O 2. Pilotion I G name. Interrupt. I N T E R R U. -R 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 TT interrupt pin number block လဲဆိုတော့ကျွန်တော်2ပေါ့เนาะ2ဒီ vector 0ပေါ့เนาะဒါဆိုရှင်ဒီ pin number နဲ့ပေးတာတော့ပို့ပို့ပြီးတော့အလုပ်လုပ်တာပို့ပြီးခြားတာပေါ့เนาะဟုတ်ပြီဒါဆိုရှင်ဒါလေးကိုကျွန်တော်တို့ဘာလို့ကြည့်မလဲဆိုတော့ကျန်တာဘာမှမကြောက်ဘူးเนาะဒီမှာဘာလဲဆိုရှင်ကျွန်တော်က ဝိုင်းလို့ထဲမှာမထည့်ဘူးဝိုင်းလို့ထဲမှာကျွန်တော်ထည့်ပြီးတော့စမ်းပြရတယ်နော်မရဘူးဒါကြောင့်မို့ကျွန်တော်ပြန်မထည့်လဲဆိုရင်ခုဒီမှာဝိုင်းစတဲ့မှာကျွန်တော်တထည့်ထားလိုက်တယ်နော်ဝိုင်းစတဲ့မှာထည့်ထားတယ်ဝိုင်းစတဲ့ကနောက်ဆုံးလေးမှာ attach interrupt လို့ရေးရတယ်အကယ်၍ interrupt လာပြီဆိုရင်ကျွန်တော်ဒါလောက်ပါမယ်နော်အဲ့တော့ဒီမှာ0နဲ့လုတ်ခဲတော့သိစိတ်မပြေဘူးပေါ့နော်ဒါဆိုရင်ဒီကတည်းကကျွန်တော်ကအဲ့လို vector တိုင်းရေးရတယ်ဆိုလို့ရှိရင် digital video print interrupt လို့ရေးရတော့ပို့ပြီးတော့အချိန်ပြေးနိုင်တယ်နော်အဲ့တော့ဒါဆိုရင်ဒါလေးကိုကျွန်တော်က အဲ့တော့အဲ့တော့ internalization ကကျွန်တော်ရဲ့ ISR function လေးပါနော် ISR function လေးမှာအရင်ဆုံးတော့ pattern နှိပ်လိုက်ပြီးဆိုတာသိအောင်လုပ်တော့ပါနော် pattern ဆိုရင် pattern state ထဲမှာ dictionary pattern ပဲ equal to pattern ဆိုရင် pattern state equal to dictionary pattern ပဲပါနော်အဲ့ဒါမှ pattern ဆိုရင် pattern state နှိပ်တယ်ဆိုလို့ချင်းလုံးဖြစ်မယ်မနှိပ်ဘူးဆိုလို့ချင်း high ဖြစ်မယ်ဆိုတာလေးထည့်ထားတာဟုတ်ပြီဒါဆိုလို့ချင်းဒီ program လေးကိုကျွန်တော်တို့ဒါတွင်ကြအောင်နော်โอเค ဝင်သွားပြီနော်ဝင်သွားရတော့ရှင်နှိုက်ကြည့်မယ်နောက်တစ်နှိုက်ကြည့်မယ်ဟောလင်းနေနောက်တစ်ခါပြန်နှိုက်ကြည့်မယ်ဟောမလင်းရအောင်ဟောဟောလင်းနေဟောခလုံးမမိရနော်ခလုံးမမိရဟောပြီးသားကြတော့ရှင်အာနော်ကျွန်တော်အလုပ်နှိမ့်နှိမ့်ရတယ်နော်ဒါဆိုလို့ရှိရင်နှိမ့်တိုင်းနှိမ့်တိုင်းရတယ်ပေါ့နော်ဒါပါလဲဆိုလို့ရှိရင် ကျွန်တော် internal function တောင်းတဲ့ဟာလေးပါနော်ညများလေးနှိပ်ပြပါနော်ဟောညာနော်ဟုတ်ပြီဒါ internal hardware interrupt ဝင်လာပြီဆိုလို့ရှိရင်သူကမပြတ်လာဆိုရင်နှိပ်ရတယ်နဲ့ညများလေးနှိပ်ပါနော်ညများနှိပ်လိုက်ရနော်ဒါဆိုလို့ရှိရင်ဒါ multitasking ဖြစ်သွားပြီနော်ဟုတ်ပြီဒါဆိုလို့ရှိရင်ဒီ video လေးဟာ မိတ်ဆွေတို့အတွက်အကျိုးတစုံတရာရရှိခဲ့မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ကျေးဇူးများတင်ပါတယ်ခင်ဗျာ